စမ်းနေ library မှာကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်လိုပဲနိုင်ငံတကာအကြောင်းအရာကိုစိတ်ဝင်စားတဲ့သူတွေသတင်းတွေကိုချိန်ပြပြီးတင်ရစီလိုက်မဖတ်ရှုနိုင်သူတွေနဲ့သတင်းအကြောင်းအရာစတာတွေကိုခိုင်မာတိဆောက်လို့သူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိသမျှပြန်လည်မျှဝေပေးနေကြတာဖြစ်ပါတယ်အဲ့ထက်မှမှဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံတကာမှာတလို့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစုစည်းမျှဝေတာဖြစ်ပါတယ် အခု what happens now ပိုင်း65မှာကတော့အဓိကကတော့ American နဲ့တရုတ်ကြားမှာဖြစ်နေတဲ့ပြဿနာနဲ့ဆက်ဆက်ချီနေတွေကိုအဓိကထားမျှော်ရင်မှာဖြစ်ပါတယ်။မျှော်ရင်မှာအကြောင်းအရာဒီမှာကမြေရှားနဲ့တဲပြီးတော့ American ကိုစီးပွားရေးတိုက်ခွင့်ပေါ်လာတယ်လို့တရုတ်ကိုခုနဲ့ချင်းချောင်းနေတဲ့ American တို့ရဲ့လက်ရှိအခြေအနေပြီးရင်တော့ရုရှားကိုဖျက်ပြီး American ကိုပြန်လာတဲ့တရုတ်လီချောင်းလိုင်းတွေကိုတားမြစ်ဖို့သမရထရန်ဆိုပြတဲ့အကြောင်းအရာအဲဒီနောက်မှာတရုတ်နဲ့မလေးရှားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှု အာဆီယံနိုင်ငံတွေကိုပါလေ့လာဖို့ဖိတ်ကြားမယ်ဆိုတဲ့သတင်းပြီးရင်တော့တရုတ်ရဲတပ်ဖွဲ့ကထိုင်ဝမ်စစ်အရာရှိ18ဦးကိုဖမ်းဆီးဖို့စုငွေထုတ်ကြေညာတဲ့အကြောင်းအရာအဲဒီနောက်မှာအမေရိကန်သမ္မတထရန့်ကစပိန်ကိုနေတိုးဖွဲ့ကနေထုတ်ပယ်ဖို့စဉ်းစားတင်ကြောင်းပြောတဲ့သတင်းနဲ့စပိန်ကအမေရိကန်က F35 တွေဝယ်ယူဖို့အစီအစဉ်ကိုဆက်ဆိုင်ထားတဲ့သတင်းနဲ့နောက်ဆုံးမှာကတော့အိန္ဒိယကဗြိတိန်ထံကနေဆက်လက်နဲ့ပစ္စည်းဝယ်ယူရေးစာချုပ်ချုပ်ဆိုခဲ့တဲ့အကြောင်းအရာတွေကိုစုစည်းမျှဝေပေးတော်မှာဖြစ်ပါတယ်။ပထမဆုံးက မြေရှားနဲ့တပည့်အမေရိကန်ကိုစီးပွားရေးတိုက်ခွက်ပေါ်လာတဲ့တရုတ်နဲ့တရုတ်ကိုအခွန်နဲ့ချင်းချောင်းနေတဲ့အမေရိကန်တို့ရဲ့လက်ရှိအခြေအနေတွေပါချစ်တော်လို့ရပစ္စည်းတွေတရုတ်စီတင်ပို့မှုကိုကြဲကြဲပြင်းပြင်းတားမြစ်ဖို့အမေရိကန်လွှတ်တော်အမေရိကန်အင်္ဂါနေ့ကစွန်ဩလာပြီးတဲ့နောက်ကမ္ဘာအများဆုံးမြေရှားတပ်ထုထုတ်လုပ်သူတရုတ်ကမြေရှားတပ်ထုတင်ပို့မှုအပေါ်ထိန်းချုပ်ခြင်းကိုကြာသပတေးနေ့အောက်တိုဘာ9ရက်နေ့မှာထပ်မံချဲ့ထွင်ပြီးတော့တရုတ်ကွန်သွေးဝန်ကြီးဌာနက ပစ္စည်းငါးမျိုးထပ်မံထည့်သွင်းလို့စီမီကွန်ဒက်တာအသုံးပြုသူတွေကိုထပ်ဆောင်းစောင့်ကြည့်မှုတွေပါချမှတ်ခဲ့ပါတယ်။ဧပြီလအတွင်းတရုတ်ကမြေရှားတပ်ထုထိန်းချုပ်မှုကြေညာချက်ကြောင့်ကမ္ဘာတစ်လွှာရှာပါပြက်လက်မှုတွေဖြစ်ခဲ့ပြီးတော့ထောက်ပံ့ရေးကိစ္စအဆက်ပြတ်မှုတွေသက်သာအောင်ဆိုပြီးတော့ဥရောပနဲ့အမေရိကန်တို့ကသဘောတူညီချက်တွေပါပြုလုပ်ခဲ့ကြရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။မြေရှားတပ်ထုဟာအမေရိကန်စစ်လက်နက်ပစ္စည်းတွေစက်ရုပ်တွေလျှက်စစ်ကားတွေလျှက်စစ်ပစ္စည်းတွေနဲ့အခြားသုံးဆောင်တွေအတွက်အရေးပါတဲ့တပ်တထုစုဝေးဖြစ်ပါတယ်။ တရုတ်ကအခုစီမင်းတဲ့ကြောင့်တက်ရောက်မှုမှန်သမျှကိုအင်ဗီရိုနဲ့သက်ဆိုင်ရာဌာနတွေကနီးကပ်ကဲဖြတ်နေတယ်ဆိုပြီးအင်ဗီရိုတာဝန်ရှိသူတူကရိုက်တာကိုကြားသတင်းနေမှာပြောခဲ့ကြောင်းသိရပါတယ်။အဲ့လိုကြေညာခဲ့ပြီးတော့နောက်တရုတ်ဆိုရဟာတင်းကျပ်တဲ့ပုံကုန်ထိန်းချုပ်မှုတွေနဲ့ကမ္ဘာကိုချုပ်ကင်နေတာဖြစ်တယ်ဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆွဆွဲပြီးတော့တရုတ်ကိုတ мян ရေးယူမှုတွေလှုပ်ဆောင်သွားမယ်လို့ချိန်ချောက်ခဲ့ပြီးအော်တိုဘာ၁၀ရက်နေ့မှာအမေရိကန်မြေရှားတပ်ထု24ထုတ်လို့ရေးကုမ္ပဏီရဲ့အစုရှယ်ယာစီးကိုခုံတက်သွားခဲ့ပါတယ်။ လောလောဆယ်သူတို့စဉ်းစားနေတဲ့မူဝါဒတွေထဲမှာအမေရိကန်ကိုဝင်လာတဲ့တရုတ်ထုတ်ကုန်တွေပေါ်အခွန်အမြောက်များတိုးမြင့်မှုလည်းပါတယ်။အလားတူအလေးနဲ့ဒါစဉ်းစားထားတဲ့အခြားတံပြန်ရည်ရွယ်မှုတွေအများကြီးရှိသေးတယ်လို့သမရထရန့်ကပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။တရုတ်ရဲ့ကန့်သတ်ချက်အစ်စ်ကအော်တိုဘာအကုန်မှာတောင်ကိုရီးယားမှာထရန့်နဲ့ရှီကျင်းဖြစ်တို့ကြားစီစဉ်ထားတဲ့မျက်နှာချင်းဆိုင်တွဲဆုံမှုမတိုင်မီချမှတ်လာခြင်းဖြစ်ပြီးတော့အဲ့ဒီဆွေးနွေးမှုတွေမှာတရုတ်အတွက်တပန်းတာသွားစေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့ထရန့်က မိမိအနေနဲ့လာမယ့်နှစ်ပတ်အတွင်းတောင်ကိုရီးယားမှာကျင်းပမယ်။ IPAC ထိပ်သီးဆွေးနွေးပွဲမှာသမရရှိနဲ့တွေ့ဖို့ရှိပေမယ့်အခုတော့ဒီလိုတွေ့စရာအကြောင်းမရှိတော့ဘူးလို့ထင်ပါတယ်ဆိုပြီးတော့ပြောကြားရေးသားလာခဲ့ပြန်ပါတယ်။အဲလိုပြောခဲ့ပေမယ့်လည်းသူ့ရဲ့ထုံးစံအတိုင်းနောက်ပိုင်းမှာတော့ Trump ကသူနဲ့စီဝေးကိုမဖြစ်ပါဘူး။လုတ်ဖြစ်မလားတော့မသိသေးဘူး။ဘာပဲဖြစ်ဖြစ်အဲ့ဒီမှာတော့ရှိနေမှာပါ။စီဝေးလုတ်ဖြစ်လောက်မှာပါလို့သတင်းတောက်တွေကပြောခဲ့ကြောင်းသိရပါတယ်။ မြေစာတထုပို့ကုန်ကန့်သတ်မှုအကြောင်းကမ္ဘာနိုင်ငံတွေစီစာပို့ခဲ့တဲ့တရုတ်ရဲ့လုံရက်ကိုနားမလည်နိုင်ဘူးလို့ထရန့်ကပြောခဲ့ပါတယ်။တရုတ်မှာရန်ထူးဆန်းတဲ့အရာတွေဖြစ်နေတယ်သူတို့အတော်လေးရန်လိုလာတယ်လို့ထရန့်ကဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစီချက်ခွန်ထတ်တိုးကောက်မှုနဲ့အရေးပါတဲ့ဆော့ဝဲဆိုင်ရာအမေရိကန်ရဲ့ပို့ကုန်ထိန်းချုပ်မှုတွေဟာနိုဝင်ဘာတရမှာစတင်အသက်ဝင်မှာဖြစ်ပြီးတော့တရုတ်ရဲ့အလွန်ရန်လိုတဲ့လုံရက်တွေအတွက်တုံ့ပြန်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။အဲဒီစီချက်ခွန်တိုးကောက်မှုမှာတရုတ်ကွန်ပျူတာစီးတွေကိုတရားရဂိုင်းနှုန်းခွန်တိုးကောက်မှာဖြစ်ပါတယ်။ မစ္စတာထရန့်ကအတောက်ကြာနေကလူမှုမီဒီယာမှာအမေရိကန်ပြည်ထောင်စုဟာတရုတ်ပေါ်လက်ရှိကောက်ခံနေတဲ့အခွန်စည်းချက်မှုထက်ဘယ်အခွန်စည်းချက်မှုထက်မဆိုကျော်လွန်ပြီးတရားရဟန်းတို့စည်းချက်မှာလို့ရေးသားထားခဲ့တာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အမေရိကန်နဲ့တရုတ်ကြားကအခြေအနေတွေပဲဖြစ်ပါတယ်။ရုရှားကိုဖျက်ပြီးအမေရိကန်ကိုပြန်လာတဲ့တရုတ်လေကြောင်းလိုင်းတွေကိုတားမြစ်ဖို့သမရထရန့်ဆိုပြုတာပါ။တဲ့လောချိန်မှာတရုတ်နိုင်ငံနဲ့စီးပွားရေးစစ်မြေနာအတွက်အာရုံစိုက်နေတဲ့အမေရိကန်သမရထရန့်အစိုးရက ပြီးခဲ့တဲ့ဗုဒ္ဓဦးနေ့တုန်းကအမေရိကန်စီဥတီထွက်ခွာလမ်းကြောင်းပေါ်မှာရုရှားကိုဖျက်ချော်ပြန်တမ်းလာတဲ့တရုတ်လေကြောင်းလိုင်းလေယာဉ်ကိုတားမြစ်ဖို့အစိုးပြုလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုရုရှားကိုဖျက်ပြီးပြန်တမ်းတာဟာတရုတ်လေကြောင်းလိုင်းတွေပြန်တမ်းချိန်တိုတောင်းပြီးအကျိုးအမြတ်တွေရနေပြီးတော့အမေရိကန်လေကြောင်းလိုင်းကတော့အမြတ်အရနည်းနေတာကြောင့်လို့ဆိုပါတယ်။ယူကရိန်းရုရှားပြည်ပကစပြီး2022မတ်လမှာအမေရိကန်က သူ့ဝင်ဟင်ပေါ်မှာရုရှားလေယာဉ်တွေဖြတ်တန်းခြင်းကိုတားမြစ်တာကြောင့်မလို့ရုရှားကလက်တုံပြန်ပြီးအမေရိကန်လေကြောင်းလိုင်းလေယာဉ်တွေနဲ့အခြားနိုင်ငံလေကြောင်းလိုင်းလေယာဉ်တွေအားလုံးရုရှားလေပိုင်နက်ကိုဖြတ်ကျော်ပြန်တမ်းမှုကိုတားမြစ်ခဲ့တာဖြစ်ပါတယ်။တရုတ်လေယာဉ်တွေကိုတော့ရုရှားကဖြတ်ကျော်ပြန်တမ်းခွင့်ပေးထားတာကြောင့်မလို့တရုတ်လေကြောင်းလိုင်းတွေအတွက်အားသာတယ်လို့ဖြစ်နေခဲ့တာပါ။တရုတ်ဟာအမေရိကန်လုပ်ငန်းချို့အတွက်ရေးပါတဲ့မြေစားတပ်တုတင်ပို့မှုကိုတင်းကျပ်စွာထိန်းချုပ်လာပြီးတဲ့နောက်အမေရိကန်ရဲ့ထုတ်ဖော်လာတဲ့နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ တရုတ်လေကြောင်းစစ်ကြအာဏာပိုင်တွေဝါရှင်တန်မှာရှိနေတဲ့တရုတ်တန်ယုံနဲ့ဆိုင်းယားလေကြောင်းလိုင်းတွေကိုမင်းမြန်ပြီးမဲ့ချက်ချင်းတုံ့ပြန်မှုမရှိသေးဘူးလို့မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။နောက်ထပ်ကြောင်းရတစ်ခုကတရုတ်နဲ့မလေးရှားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုအာဆီယံနိုင်ငံတွေကပါလေ့လာဖို့ဖိတ်မယ်ဆိုတဲ့သတင်းပါ။တရုတ်မျိုးသားကံဝေးဝန်ကြီးဌာနကတရုတ်တပ်မတော်နဲ့မလေးရှားတပ်မတော်တို့ကမလေးရှားနိုင်ငံအတွင်းနဲ့အနီးမှာရှိတဲ့ရေပြင်တွေမှာပူးတွဲစစ်ရေးလေ့ကျင့်မှုလှုပ်ဆောင်မှာဖြစ်ပြီးတော့ Peace and Friendship 2025လို့အမည်ပေးထားတဲ့အဲ့ဒီပူးတဲ့စည်ရေးလေ့ကျင့်ခန်းကိုအော်တိုဘာလလယ်ကနေအော်တိုဘာလနှောင်းပိုင်းထိလှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုပြီးတော့အော်တိုဘာ၈ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ်။အဲ့လိုနှစ်နိုင်ငံတပ်မတော်နှစ်ယောက်ကြားပူးတွဲလှုပ်ဆောင်တဲ့စည်ရေးလေ့ကျင့်ခန်းဟာလူသားချင်းစာနာထောက်ထိုင်းမှုဆိုင်ရာကူညီထောက်ပံ့မှုနဲ့သောအဘိယနေဆိုင်ရာကူညီကယ်ဆယ်ရေးတို့အတွက်အဓိကညီမန်းထားတာဖြစ်တယ်။ပူးတွဲစည်ရေးလေ့ကျင့်ခန်းမှာနှစ်နိုင်ငံတပ်မတော်တွေကတပ်ဖွဲ့ပေါင်းစုံပါဝင်သွားမှာဖြစ်ပြီးတော့ အာဆီယံဖွဲ့ဝင်နိုင်ငံတွေကိုလည်းလေ့လာသူတွေဖြစ်ဖိတ်ကြားသွားမှာဖြစ်တယ်လို့ဖော်ပြထားကြောင်းသိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့တရုတ်ရဲတပ်ဖွဲ့ကထိုင်ဝမ်ရာရှိ18ဦးကိုဖမ်းဆီးဖို့စုငွေထုတ်ကြေညာခဲ့တာပါ။ထိုင်ဝမ်နဲ့မြန်မာချင်းဆိုင်မှာရှိနေတဲ့ကန်ယိုရဲမြို့ကြားမင်မှာအဲ့ဒီမှာရှိနေတဲ့ရဲတပ်ဖွဲ့ကထိုင်ဝမ်စစ်တပ်စစ်စင်ဌာနရဲ့အဓိကအဖွဲ့ဝင်တွေလို့ဖော်ပြထားတဲ့ထိုင်ဝမ်စစ်ရာရှိ18ဦးကိုဖမ်းဆီးနိုင်မဲ့တဲ့ရင်အချက်လက်တွေပေးရင်အမေရိကန်ဒေါ်လာ 1400ချီမြင့်မှာဖြစ်တယ်လို့စနေနေ့ကကြေညာခဲ့ပါတယ်။တောက်ကြန်နေမြို့သားနေမိန်ကွန်းမှာထိုင်ဝမ်သမ္မတဝီလျင်လိုင်ရှင်တီးကထိုင်ဝမ်ကျွန်းဆက်အတွက်တီဂျုံလေချောင်းကာကွယ်ကွန်ရက်တဲ့အစီအစဉ်တွေစည်ရဲသုံးစိတ်တုံ့မြင့်ခြင်းနေနဲ့ကာကွယ်မြင့်တင်ခြင်းနေပြုလုပ်မယ်လို့ကတိပြုပြီးတရုတ်ကိုအင်အားနဲ့ချင်းချောက်နေရတဲ့ဆွန့်လွတ်ဖို့တိုက်တွန်းခဲ့ပြီးတရက်အကြာမှာတရုတ်အာဏာပိုင်တွေကစိတ်နဲ့စစ်စစ်လေးလှုပ်ဆောင်ပြီးခွဲထွက်ရေးနှိုးဆော်ချက်တွေလို့ယူဆရတဲ့သတင်းစကားတွေဖြန့်ဝေရမှာတာဝန်ရှိတဲ့ ဲ့ဒီအရာရှိတွေကိုစုချင်းငွေထုတ်ကြေညာလာခဲ့တာဖြစ်ပါတယ်။အဲ့လိုကြေညာရမှာတိုင်မစစ်ဘက်အရာရှိတွေရဲ့ဓပုံတွေအမည်တွေနဲ့မှတ်ပုံတွေနံပါတ်တွေကိုထည့်သွင်းကြေညာလာခဲ့တာဖြစ်ပါတယ်။ဂျာမန်ရဲ့ဌာနရဲ့အနာပိုင်အဖွဲ့ဖြစ်တဲ့ပြည်သူ့လုံခြုံရေးဘူရိုကတိုင်မစစ်အရာရှိတွေဟာခွဲထွက်ရေးလှုပ်ရှားမှုတွေကိုလှုံ့ဆော်ဖို့ရေးရှိစီမံကိန်းတွေရေးဆွဲခဲ့ပြီးတော့သတင်းမှားတွေဖြန့်တဲ့ website တွေလွတ်လပ်ရေးအားပေးတဲ့ online game တွေနားလည်မှုလွှမ်းမနိုင်တဲ့ video တွေထုတ်လုပ်ခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့ကာကွယ်ရေးဌာနကတော့တရုတ်ရဲ့ဆဆွဲပြောဆိုချက်တွေဟာလူလူစိတ်ဝမ်းကွဲပြီးသဘောထားကွဲလဲစိတ်များရိုက်သွင်းတဲ့စစ်စင်ရေးအတွက်ရည်ရွယ်တဲ့တည်ယူတဲ့အာဏာရှင်ဆန်တဲ့ဝက်အုံနောက်တွေးခေါ်မှုဆိုပြီးပယ်ချခဲ့ကြောင်းသိရပါတယ်။တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကျွတ်ကျေကွမ်ကထိုင်ဝမ်သမ္မတကိုပြည်ထနာမိမှုရတဲ့လူအနေအရကိုဖိတ်ခေါ်သူစစ်ပွဲကိုဖန်တီးနေသူလို့တုံတုံခေါ်ဆိုခဲ့ပါတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ American Tamra Trent ကစပိန်ကိုနေတို့ဖွဲ့ကထုတ်ဖို့စဉ်းစားတဲ့ကြောင်းပြောပြီးစပိန်က American က F35 တွေဝယ်ယူဖို့အစီအစဉ်ရပ်ဆိုင်းထားတဲ့အချိန်ဒီပါစပိန်နိုင်ငံကကာကွယ်ရေးသုံးစရိတ်ဒီပမာဏအများပြတ်တိုးမြင့်ဖို့ညှင်းပယ်လာကြောင်းမလို့စပိန်ကိုနေတို့ဖွဲ့ကထုတ်ဖို့စဉ်းစားတဲ့လို့ American Tamra Trent ကအော်တိုဘာ9ရက်နေ့မှာပြောကြားခဲ့ကြောင်းသိရပါတယ်စပိန်နဲ့ဒီလိုမလုပ်စရာအကြောင်းမရှိဘူးသူ့ကိုနေတို့ဖွဲ့ကထုတ်ပယ်တဲ့ကြောင်း Trent ဟာအင်မီရိုခီးစင်ကိုလာရောက်တဲ့ Finland Tamra နဲ့ ြောဆိုမှုမှာ တွဲဆုံမှုမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။အခုနေ့ဇွန်လကျင်းပတဲ့နေတော်ဖွဲ့ထိပ်သီးအစည်းအဝေးမှာနေတော်ဖွဲ့ဝင်နိုင်ငံတွေက2035ခုနှစ်မတိုင်မီကာဝေးအသုံးစရဲ့အချိုးအစကိုနိုင်ငံ GDP ရဲ့900ခန့်နှုန်းအထိတပြေးပြေးမြင့်တင်သွားဖို့ဂရုပြုခဲ့ကြတာဖြစ်ပါတယ်။စပိန်ဝန်ကြီးချုပ်ကတော့ထိပ်သီးအစည်းအဝေးကျင်းပချက်မှာလက်မှတ်ရေးထိုးခဲ့ပေမဲ့ သူ့နိုင်ငံရဲ့ကာကွယ်ရေးသုံးစိတ်ဟာလက်ရှိအဆင့်တန်း GDP ရဲ့2.1ရာခိုင်နှုန်းမှာပဲဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်လို့ခိုင်မာပြောဆိုခဲ့ပါတယ်။ Spain စစ်တပ်အနေနဲ့ American ကနေ F35 ကိုပြောက်ချက်တိုက်လေရင်ဝယ်ယူမဲ့အစီအစဉ်တွေကိုလုံးဝရပ်ဆိုင်းထားပြီးဖြစ်တယ်လို့ Spain media တွေက August လမှာသတင်းဖော်ပြခဲ့ကြပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အိန္ဒိယကဗြိတိန်ထံကနေဆက်လက်နဲ့ပစ္စည်းတွေဝယ်ယူရေးစာချုပ်ချုပ်ဆိုခဲ့တာပါ။မေဂန်နဲ့ဆက်ဆံရေးဟာရုရှားစီကရေနံဝယ်တဲ့ကိစ္စအပါအဝင်အခြေအနေအချို့ကြောင့်အေးဆက်လာနေတဲ့အိန္ဒိယက ပြည်ထိုင်တဲ့လက်နက်ရောင်းဝယ်စာချုပ်တခုလက်မှတ်ရေးထိုးခဲ့တဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ပြည်ထိုင်အစိုးရရဲ့အော်တိုဘာ6ရက်ထုတ်ပြန်ချက်အရပြည်ထိုင်နိုင်ငံကပေါင်တန်း350တန်ဖိုးရှိတဲ့အပေါ်စားဒုံးကြီးတွေကိုအိန္ဒိယကိုရောင်းချမဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပြီးတော့ဒါဟာပြည်ထိုင်တဲ့အိန္ဒိယကလက်ရှိဆွေးနွေးနေဆဲဖြစ်တဲ့ရှုပ်ထွေးကြေပြန်းတဲ့ဆက်နက်ပစ္စည်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကြိုးပမ်းမှုတွေလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အခုသဘောတူညီချက်အရ တန်စကောင်နီတို့အပေါ်စားဘက်ဆောင်သုံးဒုံးကြီးတွေကိုပြည်တင်ကထောက်ပံ့ပေးရမှာဖြစ်ပြီးတော့ဒါကြောင့်အလုတ်ကင်နေရာပေါင်း900ကျော်ကိုဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။ပြည်တင်နေအိန္ဒိယတို့ကရေတပ်သင်္ဘောတွေအတွက်သဘောတူညီချက်နောက်တစ်ဆင့်ကိုလည်းလက်မှတ်ရေးထိုးထားနိုင်တယ်လို့သိရပါတယ်။ပြည်တင်ဝန်ကြီးချုပ်ခီယက်စတာမာကအိန္ဒိယကိုရောက်ရှိပြီးဝန်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့မွန်ဘိုင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်နှစ်နိုင်ငံကြားအခုလိုသဘောတူညီချက်တွေရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ what happens now အပိုင်း65အနေနဲ့မျှော်ရခဲ့တဲ့နိုင်ငံတကာအကြောင်းအရာနဲ့သတင်းများကတော့ဒီမျှပဲဖြစ်ပါလေဗျကျွန်တော်တို့ရဲ့မျှော်ရမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ